ေဆုံးသွားတဲ့ဦးဇင်းတို့ဖယားဗုဒ္ဓကရောဘာလို့ကြုံမပြောတာလဲဦးဇင်းလည်းဘာမှအကျိုးမပေးတဲ့ဗုဒ္ဓဖယားကိုဘာလို့ကိုးကွယ်တာလဲဘာလို့ဖုန်ကြီးဝင့်နေမှာလဲအကြံပေးတာပါဦးဇင်းကိုတဲ့အဲ့ဒါဆိုတေဆုံးသွားတဲ့ဦးဇင်းတို့ဖယားဗုဒ္ဓကရောဘာလို့ကြုံမပြောတာလဲဦးဇင်းလည်းဘာမှအကျိုးမပေးတဲ့ ဗုဒ္ဓဖျားကိုဘာလို့ကိုးကွယ်တာလဲဘာလို့ဖုန်ကြီးဝင့်နေမှာလဲအကြံပေးတာပါဦးစင်းကိုတဲ့ပိဋကတ်၃ပုံရဲ့မာတိကာလောက်တောင်မရှိတဲ့လက်ဝါးတပြားသာကျန်းစာအုပ်ကိုဖတ်ပြီးတော့ဝလုံးခေါင်းတဲ့လတာနေပြန်ပြီအင်္ဂုတ်တို့ပါဠိတော်တိကနိပတ်ဗျမနာဝတ်ပါလောကတုံးမှာတထေးတယောက်ကဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားရှေ့အခါကလူပြည်သည်အဝေစီငရဲကဲသို့လူအများစီကားလာသည်ဟု ရှေ့ဆရာတို့ပြောတာကြားဘူးပါသည်ယခုအခါမှာလူအများကျို့တို့ကျဲတဲ့ဖြစ်၍နေပါနေရခြင်းဟာဘာကြောင့်ပါလဲဖရာလို့မေးလျှောက်ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကတကားတော်ဝိသမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့ဤတရား၃ပါးပေါ်ပေါက်လာသည့်အတွက်လူတွေဟာတဦးနဲ့တဦးတက်ဖြတ်ကြတာကြောင့်တေဆုံးကုန်ကြသည့်အတွက်နေပါနေရခြင်းဖြစ်တယ်ရှေ့ဆက်ပြီးတော့ဤဝိသမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့ တရားသုံးပါအားကြီးလာမည်ဆိုရင်ဇာတိဥဒုတွေဖောက်လဲဖောက်ပြန်ဖြစ်ပြီးအငတ်ဘေးတွေစိုက်မယ်တဘာဝဘေးတွေစိုက်မယ်ယောဂဘေးတွေစိုက်၍လူတွေတည်ကြည်ပျက်စီးကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်အဲ့ဒီလိုဟောကြားတာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဟောကြားတာပါကြိုပြီးဟောကြားတာဖြစ်ပါတယ်သူများကဘာသာတွေလို့ဖြစ်ပြီးမှဖြစ်ပြီးတဲ့အကြောင်းအရာကိုကြိုပြီးသိတယ်လို့လို့မဟောပါဘူးเนาะ ဒါကိုလည်းသိအောင်လေ့လာပါဦးစင်းကဗုဒ္ဓဖရာကိုကိုးကွယ်တယ်ဆိုတာဟာဦးစင်းကိုတန်တရာဝိစင်းရမှလူမြောက်ကြောင်တရားကိုဟောကြားပေးတဲ့အတွက်ကိုးကွယ်တာဖြစ်ပါတယ်နားလည်ပါစေနော်အရှင်ဖရာတပည့်တော်မိထားတာမိခွန်လေးမဖြေကြရသေးဘူးဖရာမိဘကိုစော်ကားပြီးဖရာတရားလုပ်တာဟာကုသိုလ်ရလားဖရာတပည့်တော်ငင်တွေ့နေရလို့ပါဖရာတဲ့အဇာတတ်မင်းကိုကြည့်လိုက်ပါနော် အဇာတတန်မင်းဟာမိဘကိုစော်ကားပြီးတက်ဖြတ်ထားတဲ့အတွက်ဖျားရှင်ကိုတော်တိုင်ဟောကြားပေးသောတန်မြညဖလားတုတ်တန်တရားကိုနာကြားရတာတောင်မှမိတိတရားထူးတရားမြတ်မှ ရမသွားပါဘူးဦးစင်းတို့ငငယ်တုန်းကတရားရိပ်တာတစ်ခုမှတခါကြီးတယောက်တရားအားထုတ်တာကြောင်းကြီးဇောက်ထိုးဖြစ်သွားလို့ဆိုပြီးထပြေးပါတယ်အဲ့ဒါကိုတရားပြဆရာတော်သိတဲ့အခါမှာ ဒကာကြီးဘာများလှုပ်ထားသေးလဲဆိုပြီးမေးပါတယ်။အဲ့ဒီအခါမှာဒကာကြီးကတပည့်တော်လွန်ခဲ့တဲ့ဆယ်ရက်လောက်တုန်းကအမေကိုကိုထီးလက်ရောက်စော်ကားမှုပါတယ်ဖရာဆိုပြီးပြန်လဲလျှောက်ထားပါတယ်။အဲ့ဒီအခါမှာတရားပြဆရာတော်ကဒီလိုဆိုရင်ဒကာကြီးအမေကိုပြန်ပြီးတောင်းပန်လိုက်ပါလို့မိန့်ကြားပါတယ်။ဒကာကြီးလည်းပဲဆရာတော်မိန့်ကြားတဲ့အတိုင်းမိစီပြန်ပြီးတော့အမေသားရဲ့ကာယကံအမှုဝစီကံအမှုမနောကံအမှုတို့ကို ပြီးခံခွင့်လို့ပါလို့နှုတ်ကဆိုပြီးအမေရဲ့ခြေဖမိုးနဲ့သူ့ရဲ့နှစ်ဖူးကိုထိအောင်တိုက်ပြီးတေးသေးချာချာရှ िख ိုးကတော့တောင်းပန်ပါတယ်အဲ့ဒီလိုရှ िख ိုးကတော့တောင်းပန်လိုက်မှသာတရားအထုလို့ရသွားပါတယ်နော်ဒါကြောင့်မိဘကိုစော်ကားထားတဲ့ပုဂ္ဂိုလ်တွေဟာဖရာတရားလုပ်မယ်ဆိုရင်ဖရာတရားလုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားရနိုင်ချေနည်းပါတယ်အရှင်ဖရာတပည့်တော်မိတာကြာနေပါပြီဖရာ မသားတစ်ခေါက်ကကျောင်းဆယ်ခေါင်းနဲ့ညီတယ်ပြောတာကြားဘူးပါတယ်ဟုတ်ပါသလားဖြေပေးပါဖေရတဲ့ဟုတ်ပါတယ်နော်ဒါကဘာအထိပယ်ကို ပြောလို့ဒါလဲဆိုရင်မသားအင်ကိုတစ်ခေါက်သွားပြီးမသားကိုမြင်လို့တန်ဝေကညံဖြစ်တဲ့ကုသိုလ်နဲ့ကျောင်းကိုဆယ်ခေါက်လောက်သွားပြီးဥပုသ်ဆောင်တရားနာလုပ်တဲ့ကုသိုလ်အကျိုးဟာညီမျှတယ်လို့ပြောလို့တဲ့အထိပယ်ဖြစ်ပါတယ်သို့တော်လည်းပဲယနေ့ခေတ်မှာတော့အဲ့ဒီစကားက နေရာတိုင်းမှန်မှန်တော့ပါဘူးနော်တချို့မသားအိမ်တွေကိုသွားနေကြတယ်ဆိုတာကတန်ဝေကညံဖြစ်ဖို့မဟုတ်ပါဘူးလောင်းကစားလုပ်ဖို့သွားနေကြတာပါအရှင်ဖေယျယောက်ျားတွေကတိလရှင်ကိုခြေခိုးထိုက်ပါသလားဖေယျဝီစီနဲ့ဖြေပေးပါအောင်ဖေယျတဲ့ကုဏဝုဒ္ဓတိလကုံအဖြစ်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဝရဝုဒ္ဓအသက်အရွယ်အဖြစ်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ရယ်ဆိုပြီးပုဂ္ဂိုလ်နှမျိုးရှိတဲ့အထဲမှာ ဂုဏဝုဒ္ဓိတိလကုံအားဖြင့်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကဝေယဝုဒ္ဓိအသက်အရွယ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ထက်မြင့်မြတ်ပါတယ်။တိလရှင်တွေဆိုတာကကိုးပါးတိလကိုမိစ္ဆာတိလအဖြစ်အမြဲတမ်းဆောင်ထိန်နေတဲ့သူတွေဖြစ်တာကြောင့်လူပုဂ္ဂိုလ်တွေထက်တိလအရာ၌တာလွန်သောဂုဏဝုဒ္ဓိပုဂ္ဂိုလ်များဖြစ်တာကြောင့်လူဝတ်ကြောင့်ယောက်ျားသားများအနေဖြင့်တိလရှင်များကိုရှီခိုးကောင်းပါတယ်။ရှီခိုးတဲ့အခါမှာလည်းပဲအသက်ရှည်ခြင်း အစင်းလှခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကောအနုဘော်ကြီးခြင်းဟုဆိုအပ်သောကောင်းသောအကျိုးတရားများကိုရရှိစေနိုင်ပါれ။ဘုံကြီးတစ်ပါးကိုမူသားပြောဆိုမိလို့နောင်တလည်းရပါれဖေယ။တမထဝိပဿနာအာထုတ်ရင်ရနိုင်သေးလားဖေယတဲ့။မူသားပြောတယ်ဆိုတာကတီလာပြတ်တာဖြစ်ပါれ။တီလာပြတ်နေတဲ့လူဟာတမထဝိပဿနာအလုပ်တွေလုပ်မယ်ဆိုရင်ဇမတ်ဖို့မရနိုင်ပါဘူး။ ဒါကြောင့်တီလာပြန်ပြီးစောက်တီလိုက်ပါတီလာစောက်တီလိုက်ပြီဆိုရင်တီလာလုံသွားပြီဖြစ်တဲ့အတွက်တမထဝိပဿနာအလုပ်တွေလုပ်မယ်ဆိုရင်ဇာမတ်ဖို့အကျိုးတွေရနိုင်ပါတယ်တရားမရသေးပဲရတယ်လို့ပြောမိရင်အပြစ်ဖြစ်ပါသလားဖရားတဲ့လူဆိုရင်တော့တရားမရသေးပဲရတယ်ပြောပါကဟူတာဝါဒကံထိုက်ပါတယ်ယဟန်ဖြစ်မယ်ဆိုရင်တော့တရားမရသေးပဲတရားရတယ်လို့ပြောလိုက်ပါကပါရာဇိကကြာသွားနိုင်ပါတယ် ဖုန်းကြီးတွေဗီဒီယိုတွေရိုက်တစ်တော့ဆိုရှယ်မီဒီယာမှာတင်တာကောင်းပါသလားကာယကံရှင်ကိုတရိုက်မဆုံးမှာပဲတနိုင်ငံလုံးသိအောင်ဝေဖန်တာကောင်းပါသလားဖြေပေးပါတဲ့ဒီမှန်လေးကတိလရှင်တပါးနှက်ဆက်နေတာဘူးဦးစင်းတင်ထားတဲ့ပိုထဲမှာလာမှန်ထားတာပါမြတ်စွာဘုရားသည်အရှင်ဒေဝရတ်ကိုစုံမလို့မရတဲ့အခါမှာယဟန်တော်တွေကိုခေါ်တော်မူ၍အရှင်ဒေဝရတ်ကိုပကာသနိယကံပြုခိုင်းပါတဲ့ ဘဂဒနိယကံဆိုတာဟာအရှင်ဒေဝတ္တဤလौရက်တွေသည်သာသနာတော်နှင့်မသက်ဆိုင်ကြောင်းအများသိအောင်ကြင်ညာတဲ့သဘောကိုပြောတာဖြစ်ပါတယ်။ဘာကြောင့်အဲ့ဒီလိုလौရတာလဲဆိုရင်ပုဂ္ဂိုလ်ကိုပြောဆိုဆုံးမလို့မရတော့တဲ့အတွက်အများသိအောင်လौရတာဖြစ်ပါတယ်။အဲ့ဒီအတိုင်းပါပဲ။ဒိုင်းပေါ်မှာသင်္ကန်းဝတ်တွေနဲ့သာသနာတော်နှင့်မအပ်ဆက်သောအလုပ်တွေကိုလုပ်နေသော ဖုန်ကြီးကိုရင်တိလရှင်တွေဆိုတာဟာဥစဉ်တို့သွားပြောလို့ရတဲ့ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ အဲ့ဒီလိုဦးစင်းတို့တွားပြောလို့မရတဲ့ပုံကိုယ်တွေဖြစ်နေတာကြောင့်အဲ့ဒီပုံကိုယ်တွေကို ပြောဆိုခြင်းမလုပ်တော့ဘဲအများသိအောင်ယခုလိုဒိုင်းပေါ်ကနေပြီးတော့ပြောဆိုပြရခြင်းဖြစ်ပါတယ်နားလည်ပါစီအရှင်ဖေယတပြည့်တော်ဇပင်ဖြတ်ရောင်းပြီးရတဲ့ငွေကိုဖေယတဆူပင့်ဆောင်ပြီးပူဇော်ထားပါတယ်ဖေယတပြည့်တော်မှားသွားပြီလားဖေယမိတ်တော်မူပါဖေယတဲ့မှားပါဘူးเนาะ ကုသိုလ်ပဲဖြစ်ပါတယ်ကုသိုလ်မှာလက္ခဏာနှစ်မျိုးရှိပါတယ်ကုသိုလ်ရဲ့လက္ခဏာနှစ်မျိုးကဘာတွေလဲဆိုရင်1အပြည့်ကင်းခြင်း2အကောင်းကျိုးပေးခြင်းတို့ပဲဖြစ်ပါတယ်အပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုံမှန်သမျှကုသိုလ်ပဲဖြစ်ပါတယ်သဘင်ဖြတ်ရောင်ပြီးဖျားပူဇော်တယ်ဆိုတာကအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ပဲဖြစ်ပါတယ်။ဒါကြောင့်မှားပါဘူးကုသိုလ်ပဲရတယ်လို့မှတ်သားထားရပါမယ်။ ။ဦးစင်းတရားအားမထုတ်ဘဲဗီဒီယိုဖိုင်တွေကြည့်နေတယ်။ဒီလိုဗီဒီယိုတွေကြည့်နေရင်တောင်အခြားမကောင်းတဲ့အရာတွေကြည့်မယ်လို့ပြောမရဘူးတဲ့။သူတော်ကောင်းတယောက်ဟာလူတယောက်ကိုကြည့်တဲ့အခါမှာငါလိုပဲသူတော်ကောင်းဖြစ်မှာပဲဆိုတဲ့အမြင်မျိုးနဲ့ကြည့်ပါတယ်။သူယုံမှာတယောက်ဟာလူတယောက်ကိုကြည့်တဲ့အခါမှာ ငါလိုပဲသူရုပ်မှာဖြစ်မှာပဲဆိုတဲ့အမြင်မျိုးနဲ့ကြည်ပါတယ်တကတော့ဥစဉ်ကိုဘယ်လိုအမြင်မျိုးနဲ့ကြည်မှာလဲဟွန်းသူတော်ကောင်းအမြင်နဲ့ကြည်နိုင်ပါစေလို့ဆုတောင်းပါတယ်နော်ဖုံဖုံတပြည့်တော်လှူရန်အတွက်ရည်မှန်း၍စ조사အလုပ်လုပ်နေပေမဲ့မအောင်မြင်တာဘာကြောင့်လဲကြည်ပေးပါဖရားတဲ့ဘာဝနာ၅ချက်နဲ့မညီလို့ဖြစ်ပါလိမ့်မယ်နော်ဘာဝနာ၅ချက်ကဘာတွေလဲဆိုရင်၁ စိရကာလဘာဝနာကြာမြင့်စွာလှုပ်ခြင်းအလုပ်တစ်ခုလုပ်ပြီဆိုရင်ကြာကြာလှုပ်ရပါတယ်ခဏလေးလှုပ်လို့မရပါဘူးသို့မှသာ အလုပ်ရဲ့သဘောကို နားလည်မှဖြစ်ပါတယ်နှစ်និရန္တရဘာဝနာမပြတ်လှုပ်ခြင်းအလုပ်တစ်ခုလုပ်ပြီဆိုရင်အခုလှုပ်လိုက်တော်ကြာမလှုပ်ဘဲနေလိုက်လှုပ်လို့မရပါဘူးပုံမှန်လှုပ်ရပါမယ်၃និရဝတိတဘာဝနာကောင်းကျိုးဖြစ်စေတဲ့အလုပ်ကိုလှုပ်ခြင်းမိမိအတွက်ကောင်းကျိုးဖြစ်စေတဲ့အလုပ်မှန်သမျှ ဘယ်အလုပ်မဆိုလုပ်ပါအလုပ်မရွေးပါနဲ့နော်လေးတက္ကိစဘာဝနာရိုးရိုးသေးသေးလုပ်ချင်းမိမိကိုထမင်းကျွေးတဲ့အလုပ်မိမိဘဝကိုတိုးတက်အောင်မြင်စေတဲ့အလုပ်မှန်သမျှရိုးရိုးသေးသေးလုပ်ပါမယိုမသေးမလုပ်ပါနဲ့ငါအဘိရုဒ္ဓိဘာဝနာပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွလုပ်ချင်းမိမိကိုထမင်းကျွေးတဲ့အလုပ်မိမိဘဝကိုတိုးတက်အောင်မြင်စေတဲ့အလုပ်မှန်သမျှပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွလုပ်ပါလုပ်ချင်တယ်လို့လို့မလုပ်ချင်တယ်လို့လို့မလုပ်ပါနဲ့ ဒီဘာဝနာ၅ချက်နဲ့အညီကြိုးစားသွားမယ်ဆိုရင်ဘယ်အလို့မဆိုအောင်မြင်မှာဖြစ်ပါတယ်။ကမ္ဘာမှာအောင်မြင်ပြီးကြီးပွားချမ်းသာနေတဲ့တထေးတွေကိုကြည့်လိုက်ပါ။သူတို့တွေဟာဒီဘာဝနာ၅ချက်နဲ့အညီကြိုးစားအားထုတ်လို့အောင်မြင်ပြီးကြီးပွားချမ်းသာနေတာဖြစ်ပါတယ်။မန်ပိုင်ရှင်လည်းပဲအောင်မြင်ပြီးကြီးပွားချမ်းသာခြင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းတဲ့ဆိုရင်ဒီဘာဝနာ၅ချက်နဲ့အညီကြိုးစားအားထုတ်ပါနော်။အရှင်ဖေရငရဲဆိုတာတကယ်ရှိပါသလားလူကြီးတွေကလူငယ်တွေကို လူဘဝမှာလိမ်မာလာအောင်လိမ်ခဲကြတာလားဖြေပေးပါရှင်ဖေရားတဲ့လိမ်ခဲတာမဟုတ်ဘူးနော်မရဲဆိုတာတကယ်ရှိတယ်တိုးတော်လည်းပဲမျက်စိနဲ့မမြင်ရတဲ့အခါကျတော့ငရဲရှိတယ်ဆိုတဲ့အကြောင်းကိုလူငယ်အများစုကလက်မခံကြပါဘူးတချို့အနောက်နိုင်ငံတွေမှာဆိုရင်ငရဲရှိတယ်ဆိုတာကိုလက်ခံလာကြပါပြီဥပဝါမှာမကောင်းမှုဒုစရိုက်ကိုကျူးလွန်တဲ့အခါ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းများကအပြစ်ပေးခြင်းကိုခံရပါတယ်။အဲ့ဒီအတိုင်းပါပဲ။လောကုတ္တရာမှာလည်းပဲအကုသို့ဒုစရိုက်ကိုကျူးလွန်မယ်ဆိုရင်တေလွန်တဲ့အခါမှာငရဲကြခြင်းဆိုတဲ့အပြစ်ဒဏ်ကို ခံရပါတယ်။ဒါကြောင့်ငရဲဆိုတာဟာလိန်ခဲ့တာမဟုတ်ပါဘူး။အမှန်တကယ်ရှိပါတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။